ကိုရီးယားငရုတ်နဲ့ဂိုဂျူချန်းကိုအိမ်မှာလုပ်တယ်နေလေးပြောပြပါမယ်ကိုကျူချမ်းရှိရဆိုရင်လေထမင်းတုပ်လှုပ်စားတာတော့ဘူကီလှုပ်စားတာနောက်ပြီးတော့ကင်ချီလှုပ်တဲ့နေရာတွေမှာလည်းထည့်သုံးလို့ရပါတယ်။အရင်ဦးဆုံးအိုးရဲကိုရေးထည့်ပြီးတော့ကောက်ငှမုတ်တစုံထည့်ပြီးပစ်လာတဲ့ထီကိုမှုေပေးပါတယ်။စတိုက်တော်မှုေပေးရပါတယ်။ကောက်ငှမုတ်လေးအလုံးခဲမရှိဘဲနဲ့ခုလိုမျိုးခက်ပြစ်ပြစ်အနေထားရပြီဆိုတော့မှအယောင်တင်မှုထည့်ပါတယ်။ကိုရီးယားငရုတ်အယောင်တင်မှုပေါ့နော်။ဒါတို့တော့သုံးစုံထည့်ထားပါတယ်။ ရှီလီကတော့လေခမင်းတုပ်လောက်တာနဲ့လေတော့ဘူကီလောက်တာပဲသုံးပါဖြစ်တဲ့အတွက်ကြောင့်နည်းနည်းပဲလောက်ထားတာပါပြီးရင်ပြစ်လာသည်ထိမှွေပြေးပါတယ်ပြီးရင်တော့ပဲငံပြာကြီးတစုံငောင်းငံပြာကြီးတစုံဗန်ဒီကာတစုံတခြားမစုံထည့်ပြီးတော့ပြန်ပြစ်လာသည်ထိမှွေပြေးပါမယ်ဆော့တေထည့်လိုက်တော့အရေးကတော့နည်းနည်းပြန်ကျဲသွားတယ်နော်ပြစ်လာသည်ထိကိုစတိုက်မှွေပြေးပြီးတော့စူပွက်လာတဲ့အခါမှာခက်ပြစ်ပြစ်လေးအနေထားလဲရပြီဆိုရင်တော့စီတစုံထည့်ပါတယ် ဆီထည့်ထားတဲ့အတွက်ကြောင့်ရုံးနှစ်ကအယောင်လဲပူလာပါတယ်။ပြီးရင်ထပ်ပစ်လာသည့်အထိကိုဇတိုင်းမွေပေးရပါတယ်။မွေနေရင်လည်းခက်ပစ်ပစ်အနေထားရပြီဆိုရင်တော့မီးပိတ်ပြီးတော့အေးခံထားလို့ရပါပြီ။ဒီငရုံးနှစ်ကိုဘူးရဲကိုပြောင်းထည့်ပြီးတော့ရေခဲတက်တာအောက်အေးခံနဲ့မှနှစ်ပတ်ကြာသိမ့်လို့ရပါတယ်။ဒီတက်ကြကြလောင်းနဲ့ချီပြီးတော့သိမ့်ကျင်တယ်ဆိုရင်တော့ဘူးသေးလေးတွေတစ်ခါစားစားခွဲထုတ်ပြီးတော့မှရေခဲတက်တာခဲခဲနဲ့မှသိမ့်နိုင်ပါတယ်။ ဒီငယုံနဲ့ရှိတယ်ဆိုရင်တော့ဖူဖီလှုပ်ရှားတာထမင်းတော့လှုပ်ရှားတာနောက်ပြီးတော့ကင်ချီလှုပ်ရှားတာဒါအပြင်ကိုတခြားစက်သားကျော်တဲ့ဆော့တူပါတို့လေအဲ့လိုမျိုးတွေမှလည်းထည့်သွင်းလို့ရပါတယ်